မင်္ဂလာပါရှင်ဒီကနေ့မှာတော့မိုးဖွယ်ဖွယ်လေးရွာတာနဲ့ကျမကားဒီခောက်ဆွဲအဟင်းရေငရဟင်းရေပူပူနွဲ့နွဲ့လေးတွားပြီးမှတောက်ဖြစ်တာပေါ့နော်ဒီနေ့မှာတလောကျမမျှဝေထားတဲ့ဒီမေခောက်ဆွဲကတော့ဘန်းကန် ကလော့ဖြစ်ပြီးမှဒီတစ်ခေါက်မှာတော့ဘန်ကန်ချာကာဆိုတဲ့ခေါက်ဆွဲဖြစ်ပါတယ်။ဒီနေရာမှာသူတို့ကဒီခေါက်ဆွဲတွေပါတွေကိုဒီလိုမျိုးရောင်းချတဲ့နေရာမှာလေကျွန်မတခုသဘောကျမိတာကတော့ဒီနာမည်တွေကသူဒီလိုလိုဖြစ်ပေမဲ့လေသူရဲ့အဲဒီ ingredient လေးတွေကွဲပြားသွားပြီဆိုလို့ရှိရင်နာမည်လေးတွေလည်းအလိုပြန်ပြီးမှအာနည်းနည်းပါးပါးလေးအဲ့လိုမျိုးကွဲထွက်ပြီးမှအာနာမည်မိထားတာရေးပြီးလို့ရှိရင်အရသာကတော့ဒီဟင်းရည်အရသာရေးသူရဲ့ဒီ ဒီခေါဆွဲသားရဲ့အရာသာကလည်းအတူတူပဲသုံးထားတာကိုတတိပြုမိတယ်ပေါ့နော်ဒါပေမဲ့သုံးတဲ့ ingredient တွေကတော့နည်းနည်းကွဲပြားသွားတယ်ဒါဆိုရင်အသာတူလုံးပေါ့နော်ဒီလိုရှိရင်မုံညင်းဒါမုံညင်းဆိုလို့ရှိရင်တော့ဒီဘန်ကန်ချက်ချက်ကဘန်ကန်ကလောက်တော့မလာအမြဲတမ်းသူတို့အလိုသူတို့မျိုးထိပ်ပြီးမှအစားကြပါတယ်ပြောရအဒီဒီချက်မှာဆိုရင် ဒါကတော့ဒီမစ်ချင်တွေခောက်ဆွဲတာရဲ့ဆိုလို့ရှင်လည်းလက်လုတ်ခောက်ဆွဲတာအဲ့လိုမျိုးတွေပေါ့နော် ပြီးတော့နောက်တစ်ခုကျမတဘောကြတာကတော့ဒီဒီထဲမှာဆိုတော့အသားလုံးတွေရောပြီးငါငစုပ်ကြော်လေးရောဒါလေးအရန်ရတာရှိပါတယ်နာမည်ကတော့ဘန်ကန်ချက်ကလို့ခေါ်ရဖြစ်ပါတယ်ရှင်